မြန်မာနိုင်ငံမှာတနေ့ထက်တနေ့ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းတွေတိုးတက်လာတဲ့အတွက်ဟိုတယ်ဝန်ဆောင်မှုအပိုင်းတွေလည်းတိုးမြင့်မှုလိုအပ်လာတယ်လို့ဟိုတယ်အတိုင်းဝန်းကပြောပါတယ်ဒီသတင်းကိုတော့ခိုင်ပန်းသူကပေးပို့ထားပါတယ်ခင်ဗျာမြန်မာနိုင်ငံတွင်နိုင်ငံခြားခီးသောဝင်ရောက်မှုနှုန်းဟာတနစ်တက်တနစ်ပုံမှန်မြင့်တက်လာခဲ့ပါတယ် ဒီလိုမြင့်တက်လာတဲ့အမျှဟိုတယ်နဲ့ခီးသွွားလုပ်ငန်းတွေလည်းအရင်ထက်တွင်ကျလာခဲ့ပါတယ်။ဟိုတယ်လုပ်ငန်းတွေအခုထပ်ပိုပြီးအဆင့်မြင့်လာဖို့ဆိုရင်ဟိုတယ်ဝန်ဆောင်မှုပိုင်းတွေကလည်းအရေးကြီးတယ်လို့ကန်တော်ကြီးဟိုတယ်နဲ့ခီးသွွားလာရေးတင်းတန်းကျောင်းကနှီးပြချုပ်ကပြောပါတယ်။ဟိုတယ်နဲ့ခီးသွွားလာရေးလုပ်ငန်းကတစ်နှစ်တည်းတစ်နှစ်နဲ့လည်းပဲကျွန်တော်တို့ဒီခီးသွွားဝင်ရောက်မှုတွေများလာတယ်။လုပ်ငန်းလည်းပဲပို့ပြီးတော့ကျယ်ပြန့်ခင့်မိလာတယ်။ဒီပေါ်မှာကျွန်တော်တို့ဝန်ထမ်းတွေရဲ့စွမ်းဆောင်ရည်တွေကလည်းပို့ပြီးတော့တိုးမြှင့်ဖို့လိုအပ်လာတယ်။အထူးသဖြင့်ဒီ regional level international level တွေကိုမှီလာဖို့အတွက်ကိုလည်းပဲတစ်ဖက်ကလည်းပဲဒီလုပ်တွေကိုဆက်လက်ပြီးတော့တို့ရဲ့စိတ်ဓာတ်အင်အားမြင့်တင်ဖို့အတွက်နောက်တစ်ခါကြောင်းနဲ့တရားနဲ့ရှင်းပြခြင်း competitiveness ရှိတော့မှပို့ပြီးတော့တိုးတက်တဲ့အတွက်ကြောင့်ဒီတိုးတက်မှုကတော့ကျွန်တော်တို့ဒီဟိုအပိုင်းမှာတော့ဝန်ထမ်းတွေရဲ့ HR ဘိုင်းမှာတော့ပို့ပြီးတော့အရေးကြီးတယ်လို့ကျွန်တော်တို့ယူဆပါတယ်မြန်မာနိုင်ငံတွင်ဟိုတယ်လုပ်ငန်းတွေများပြားလာတဲ့အမျှရှင်ပြိုင်မှုတွေရှိလာရာဝန်ဆောင်မှုကိုအဓိကထားလာကြပါတယ် မြန်မာနိုင်ငံကဟိုတယ်စည်းနှုန်းတွေဟာနိုင်ငံတကာနဲ့ရှင်အင်တာများတယ်လို့နိုင်ငံခြားခီးသွားတွေကလည်းဝေဖန်ပြောဆိုမှုတွေရှိနေပါတယ်။ဟိုတယ်တွေအနေနဲ့လည်းစည်းနှုန်းနဲ့အညီဝန်ဆောင်မှုအပြည့်ပေးတဲ့နယ်လို့ဟိုတယ်လုပ်ငန်းသုံးကုမ္ပဏီတခုကပြောပါတယ်။ဟိုတယ်ဈေးဆိုတာကလည်း class community ယူရပါတယ်။ဒီလိုပေါ့နော်ဟိုရှားပါတဲ့နေရာမှာငါတို့ကဘလို့ပဲ class ဖြစ်ဖြစ်ငါတို့ယူလိုက်မယ်ဆိုတာလည်းမရပါဘူး။ဘာလို့လဲဆိုလို့ရှိရင် class promo ဒီမှာကိုကဒေါ်လာ100ရံပေးထားတယ်လား။100နဲ့ကိုက်ညီတဲ့ စ္စည်းမျိုးပြည့်ဝပေးနိုင်ရပါမယ်။เนาะဒေါ်လာ200ယူထားလား200နဲ့ใกล้ညီတဲ့เนาะ plus ကိုပေးတင်ပါတယ်လို့မတော့မြင်ပါတယ်။ဘာလို့လဲဆိုလို့ရှင်ဟိုရှမ်းပါတဲ့တက်ကြောင်မို့ခွင့်ရေးယူပြီးတော့มาပေါ့เนาะအဲ့လို hotel အဲ့တဲ့တွေကိုယူလိုက်လို့ရှင်ကိုတိုင်းပြည်အတွက်လည်းမကောင်းပါဘူး။ဘာလို့ဆိုအဲ့တွေကပြန်သွားရင်ဟာလားဟာဟိုပေါ့เนาะအခြားနိုင်ငံတွေနဲ့ရှင်လိုက်လို့ရှင်အခြားနိုင်ငံမှာဒေါ်လာ200 300ပေးရင်တကယ်ဟိုပေါ့เนาะတကယ်5 star တကယ်အဆင့်မီကိုရရှိတယ်ဗမာပြည်မှာပေးရတယ်200 300တချို့နေဟိုတယ်လေးတွေ နော်ဆိုတော့အဲ့ဒါမျိုးတွေကြတော့လည်းမဖြစ်သင့်ဘူးမြန်မာနိုင်ငံအတွင်းနိုင်ငံသားခရီးသွားဝင်ရောက်မှုနှုန်းမှာ2014ခုနှစ်အတွင်း3.3တန်းသန်းထိရှိခဲ့ပြီးအခုနှစ်အတွင်း4.5တန်းထိဝင်ရောက်လာနိုင်တယ်လို့ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနကခန့်မှန်းထားပါတယ်။လာမယ့်2016ခုနှစ်အစိုးရအသစ်ပြောင်းလဲမှာနိုင်ငံသားဝင်ရောက်မှုပုံမှန်မြင့်တက်လာနိုင်တာကြောင့်ဟိုတယ်လုပ်ငန်းတွေလည်းထပ်မံတိုးချဲ့ဆောင်ရွက်သွားဖို့ဟိုတယ်လုပ်ငန်းရှင်များအသင်းကပြင်ဆင်နေပါတယ်။ကျမခိုင်ပန်းနူပါ။